habla diferentes idiomas es un poco difícil, pero me gusta hablarlo. ¿De qué hablas, Gary? Korean, Chinese, Thai, French, Spanish. ¿Yo di mal me Everyone, welcome back to my Kiliten YouTube channel. Today, I want to try something super exciting and interesting and fun. I'm gonna try to speak different languages: Korean, Thai, uh, Chinese, Spanish, French, and English. English is now I'm speaking English. Let's see how interesting it is and how difficult it is. Okay, so please forgive me if I make some mistakes because I can speak English, only English and Spanish better. I'm studying Spanish and I can speak Spanish also, but these other languages I would like to try. Okay, so please don't mind if I make some mistakes. So let's get started. Spanish. Me llamo Chen, estoy estudiando español. Es mi segundo idioma favorito. Algún día iré a España. Habla diferentes idiomas es un poco difícil, pero me gusta hablarlo. Korean. 안녕하세요. 차입니다. 잘 지냈어요? 한국어로 말하고 있는 조예요 저는 스물 세살이고 현재 두바이에 살고 있어요. 제가 두바이를 좋아하는 이유는 두바이가 아주 깨고하고 사람들이 규칙적이라는 점이에요. Chinese 你好，我是陈，我会说中文。我以前学过中文，现在也还在学。我希望有一天能去中国。你知道我最大的爱好是旅行。Thai。我的卡 chen 卡，泰国是白的麦克。chen 喜欢泰国，chen 喜欢阿联泰马麦克，chen 喜欢คนไทย卡，考过的卡。French. Bonjour, je m'appelle Chen. ပါကွန်အမ်ပါတီလာမီတီယိုမာဇေဇွန်ပဟေဖရေအီလာဇေဇွန်ဒီပလီယေဆွီဗရမွန်ကွန်တန့်ဒီဘွာကီပလူပါဖွာယေဆော့ခ်အေတုံးဆူလာပလီအော်ယေဆိုရောဘာသာစကားတွေပြောရတာနည်းနည်းတော့ခက်ပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြောဖို့လည်းကောင်းပါတယ်ဘာသာစကားအစ်စ်တွေသင်ယူရတာကတော့ချင်းတွက်အမြဲတမ်းပြောဖို့ကောင်းပါတယ်ဒါပေမဲ့ချင်းကတော့စပန်နစ်ကိုအကြိုက်ဆုံးမှာအင်္ဂလိပ်နဲ့စပန်နစ်ကတော့အကြိုက်ဆုံးမှာချင်းလိုမျိုးဘာသာစကားတွေကိုလေ့လာရတာကြိုက်တဲ့လူတွေအနေနဲ့သို့မဟုတ်ဘာသာစကားလေ့လာဖို့လိုအပ်တဲ့လူတွေအနေနဲ့သင်တန်းကောင်းကောင်းလေးတစ်ခုကိုချင်းက recommend ပေးချင်ပါတယ်အဲ့ဒီ င်ထဲမှာကကြတော့ English, Thai, uh, Japanese, Chinese, uh, Korean and French အဲ့ဒီဘာသာစကားတွေကိုသင်နိုင်ပါတယ်အဲ့ဒါကတော့ G1S ပဲဖြစ်ပါတယ် G1S ကတော့လူတိုင်းတော်တော်များများသိပြီးသားဖြစ်မှာပါနာမည်ကြီးဘာသာစကားသင်တန်းကျောင်းတစ်ခုပါ review ကောင်းကောင်းလေးတွေလည်းအများကြီးရထားပြီးတော့မှဘာသာစကား6မျိုးတောင်အဲ့ဒီ G1S သင်တန်းကျောင်းမှာသင်ယူလေ့လာနိုင်ပါတယ်သင်တန်းကြီးကလည်းအရင်အရင်ကမှတတ်တာပါတယ်ဆိုတော့နေရာမရွေးအချိန်မရွေးဖုန်းတစ်လုံးရှိုံနဲ့စနစ်တကျ အဲစနစ်တကျဆိုပြီးတော့နောက်တစ်ခုကဒီတင်တန်းမှာဘာသာစကားတစ်ခုလည်းတင်တာမျိုးမဟုတ်ဘဲနဲ့ speaking club ပါပါတယ်အဲ့ဒီဟာတကယ်ပို့ပြီးတော့မှမိုက်တယ်ပေါ့နော်အဲ့တော့ကိုကချမ်းမြေပြောတယ်လေးလာတာမဟုတ်ဘူးလေးချင်းမှုကတခါလေးလောက်ရမယ်အဲ့တော့ကိုကလေးချင်းမှုတော့ဘာမှလေးချင်းရမလဲဆိုတာမျိုးမသိဘူးဆိုလို့ရှိရင်တော့ဒီ G1S မှာက စာတင်ပြီးလို့ရှိရင်တခါတည်းကိုယ်ဘာသာစကားကိုလေ့လာတဲ့လေ့လာသူချင်းအတူတူဒါ speaking club မှာနေကျင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ G1S ကို channel recommend ပေးချင်တာပါ။ဆိုတော့ဘာသာစကား6မျိုးတည်းကကြိုက်တဲ့ဘာသာစကားကိုကိုယ်ကလေ့လာလို့လည်းရပါတယ်။သင်တန်းကြီးလည်းတက်တာပြီးတော့မှအခုဒီ channel ရဲ့ video ကြည့်ပြီးတော့သင်တန်းသွားအပ်မယ်ဆိုလို့ရှိရင်ဒီ coupon လေးကိုပြပြီးတော့သင်တန်းသွားအပ်မယ်ဆိုလို့ရှိရင်တော့ cashback 3000ပြန်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီ coupon ပြပြီးတော့ cashback 3000ပြန်ရဖို့ကကြတော့လူကြီးကန့်သတ်ထားတာဖြစ်လို့အခုဘာသာစကားလေ့လာ မယ်လို့ဆုံးဖြတ်ထားတယ်သူမို့ဘယ်ကနေလေးလာမှမသိတော့ဘူးဒီဗီဒီယိုကြည့်ပြီးတော့ G1S ကနေလေးလာတော့မယ်လို့ဆုံးဖြတ်လိုက်လို့ရှိရင်တော့မြင်မြင်သွားပြီးတော့တင်းနန်းအဖို့အတွက်ချမ်းကပြောချင်ပါတယ်တင်းနန်းတက်ဖို့စုံစမ်းခြင်းတဲ့လူတွေအတွက်ချမ်းရဲ့ caption မှာပေးထားတဲ့ G1S ရဲ့ page link ကနေပြီးတော့တွားရောက်စုံစမ်းနိုင်ပါတယ်ဆိုတော့ဘာသာစကားတွေကိုစနစ်တကျနဲ့လေ့လာနိုင်မဲ့ဒီ G1S မှာဘာသာစကားတွေကိုလေ့လာပါလို့ချမ်းကအကြံပေးခြင်းပါတယ်ဆိုတော့ချမ်းလင်းအခုဘာသာစကားတွေလေ့လာနေပါတယ် Spanish ကိုတော့ပို့ပြီးတော့ တိုးတက်အောင် သုံးနေပါတယ်ဆိုတော့ဘာစကားတွေကိုနေတိုင်းလေ့လာပြီးလေ့ကျင့်ဖို့လည်းမမေ့ပါနဲ့ချန်တော့ကတော့ပြင်သစ်စကားတပြောရတာနည်းနည်းပို့ပြီးတော့ခတ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာတွေ့ပါမယ် thank you for watching my video and see you on my next vlog bye bye ဘာသာစကားတွေပြောတဲ့နေရာမှာအမားတွေဖြစ်သွားလို့ရှိရင်လည်းချန်က sorry ပါချန်ကအခုမှ try me ပြောကြည့်တာမို့လို့ပါဆိုတော့တတ